ချမ်းပြည်လူမျိုးပေါင်းစုံပြည်သူ့လူမျိုးရေးအဖွဲ့ခေါ်ရလလဖကဦးစီးပြီးပရိသတ်စန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုကိုချမ်းပြည်တောင်ပိုင်းစီဆိုင်မြို့နယ်မှာပြုလုပ်ခဲ့ပါတယ်။အပြည့်စုံကိုကျမတို့ရဲ့သတင်းတောက်ကုကြုံမျိုးထွန်းကတင်ပြပေးမှာပါရှင်။63မြောက်ချမ်းပြည်ပရိသတ်စနစ်စန့်ကျင်တော်လိုင်းနေအခမ်းအနားကိုချမ်းပြည်နယ်တောင်ပိုင်းစီဆိုင်မြို့နယ်နောင်ထောင်ကျေးရွာမှာရှိတဲ့ချမ်းပြည်လူမျိုးပေါင်းစုံပြည်သူ့လူမျိုးရေးအဖွဲ့ရလလဖဗဟုထဏာချုပ်မှာပြီးခဲ့တဲ့ဒီဇင်ဘာလ17ရက်ကကျင်းပခဲ့ပါတယ်။ ရဒီရဲ့ကွန်ဒီမရောသူပဲစောက်သေးပါရစာကြအပါလေညာဆက်ဆက်ကြောင်းတော်များအဖွဲ့ရဒီနေမရောသူပါခွင်းပတ်ချေချပေးပါရစာကြအပါလေခင်ဗျာအထူးတေသနှစ်ဝါသနာတမဟာလေဒီခေတ်နှစ်တွေကမြောက်အဖွဲ့အစည်းတစ်ခုဖြစ်ရည်တည်ခဲ့ရတာနဲ့ပတ်သက်ပြီးရှမ်းပြည်လူမျိုးပေါင်းစုံပြည်သူ့လက်မြောက်ရေးအဖွဲ့ရလာလာဖာဒုတိယဥက္ကဋ္ဌဦးစိုးအောင်လွင်ကအခုလိုပြောပါတယ်။ဟိုအစားတော့ကတော့ဥစားညလာဖာကို မြေကောက်ဘွဲကော်မရှင်မှာတရားဝင်မပုံတင်မတာလေတရားဝင်နိုင်ငံရေးပါတီဖြစ်ဒီမှာပြုမယ်ဆိုတဲ့အခါရလဖမတင်မတင်တဲ့အခါရလဖမြောင်းအနေနဲ့နေချွနေခဲ့ပြီးတဲ့နောက်မှာနိုင်ငံတော်ဆွေးအတက်ကပြန်လဲဆက်ဆံတဲ့အတွက်အခုတရားဝင်ပြန်လဲရပ်တည်လှုပ်ရှားနေတယ်အခုပြန်လဲရှင်းတမ်းနေဆိုတာကဒီ NGO တချို့နဲ့လက်တွဲပြီးတော့မှအခုရွေးလုပ်ငန်းတွေကိုလှုပ်ဆောင်နေတယ်ဗြိတိသစ်စနစ်ကိုရှမ်းပြည်နယ်ကလူမျိုးပေါင်းစုံဒေါ်လာခဲ့ကြတာဟာ ခေတ်သစ်မြမသမားရဲ့အရေးကြီးတဲ့အချိုးကွေတစ်ခုဖြစ်တယ်လို့ခန်းနာတက်ရောက်လာတဲ့နိုင်ငံရေးအကျဉ်းသားများတွင်ရဲ့အထက်ပမာပြည်မှဥရွှေထူးက RFA ကိုပြောပါတယ်။ဘရစ်ဒစ်စနစ်ကိုဒီရှမ်းပြည်မျိုးစုပေါင်းစုံကတော်လှန်နေဆိုတာကဒီခေတ်သစ်မြမသမားရဲ့တော်ရေးကြီးတဲ့အချိုးကွေတစ်ခုပဲ။ဘယ်လိုလဲဆိုတော့ဒီဝပီကအင်းလည်းလောက်ကလူလည်းရပြီပဲမြန်ပြည်ကမလွတ်လပ်ဘူး။ရှမ်းပြည်ရှမ်းပြည်မှာဟောလားတိကျ ။ဘုမတစင်နဲ့ပဲဆက်ပြီးအုပ်ချုပ်နေတယ်။အဲ့တော့ဘလောက်ကြောင်ကြာခဲ့လို့ဆို58ခုကနေ58ခုတောင်ကြာခဲ့တယ်။ဒါအရောဆိုးကတက်လာပြီးတဲ့အခါကျမှဒီဆက်ဆောင်ပွားတွေကိုဟုတ်လားထိုက်တဲ့နေရောကြီးတွေပြေးပြီးတော့မှဘယ်စစ်အာဏာကိုစွန့်ခိုင်းကြတာ။အဲ့တော့ဘလောက်ပြည့်ဒီဗြိတိအာဏာဆိုတာကနမေရာကွာချာဝင်မှာဒါတဦးဆောင်မှာစနစ်ပြ။ဒီနေ့ပြည့်စလို့ရှိရင်ဟုတ်လားသူတို့အကျိုးစီးပွားနဲ့ဆန့်ကျင်လာရင် အကျောင်းကျွရစက်တဲ့ဖက်စစ်အစ်ကိုလည်းအချင်းကြီးကူပြောင်းသွားတာပဲအဲ့တော့ဒီစနစ်ဆိုးကြီးကိုရှမ်းပြည်ကနေပြီးတော့မှတော်လန်ပြစ်ခဲ့ကြတဲ့ဒီဒီဆန်ရှမ်းပြည်တိုင်းသားဘောင်းဆောင်ကြီးရဲ့လို့ရဟာတကယ်တကယ်သမိုင်းဝင်တယ်လို့ရပါတယ်အဲ့ဒီခန်းနာကိုငင်းချင်းရယူထားတဲ့တိုင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေဖြစ်တဲ့ KNU KNLA RUSS SSA ဝါအထူးဒေသနဲ့ SSNA ဝန်ကြီးငင်းချင်းရဲ့အဖွဲ့ MDA ရှေ့ပြည်ငင်းချင်းရဲ့အဖွဲ့ KNL ပြည်သူ့ပါတီ KNLB KNL လူမျိုးပေါင်းစုံပြည်သူ့လူမျိုးရေးပါတီကာလလတာမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူပောင်သစ်ပါတီမမနိုင်ငံလုံးဆိုင်ရာចောင်းသားသမဂ္ဂများအဖွဲ့ချုပ်88မျိုးသစ်ចောင်းသားများအဖွဲ့ရှမ်းပြည်နယ်တက်သူចောင်းသားများသမဂ္ဂလက်ပလောင်းတော်ကေတင်ကော်မတီနိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်မမနိုင်ငံရှိနေများကွန်ရက်နိုင်ငံရေးအကျဉ်းသားများကွန်ရက်အထက်ပါမှာပြီးလူ့သမအခွင့်အရေးလှုပ်ရှားသူများအဖွဲ့ Action Liberate မမနိုင်ငံဆိုင်ဆိုင်များသမဂ္ဂမမနိုင်ငံကပြားဆိုင်များသမဂ္ဂအပါအဝင် ွဲ့အစည်းပေါင်း60ကျော်နဲ့တန်ခါတော်တွေတက်ရောက်ပြီးဘင်ခွန်းနဲ့ပြောကြားခဲ့ကြသလိုတဝင်းလာတွေလက်ဖက်ကြားခဲ့ကြပါတယ်။ရှမ်းလူမျိုးတွေသာမကရှမ်းပြည်နယ်မှာရှိတဲ့တိုင်းသားအလုံးဒန်းတွေညီမြခံစားခွင့်ရရှိတဲ့အတွက်ဒီပြည်ထောင်စုစနစ်ကိုတော်လှန်ခဲ့တာဖြစ်တယ်လို့ SSNA ဝန်ကြီးညီညာရေးအဖွဲ့ဆက်ဆံရေးတာဝန်ခံဦးဆိုင်ရွှေကပြောပါတယ်။တိုင်းသားဆိုအလုံးပေါ့ ျွန်တော်ချမ်းမြေနေရှိတဲ့နိုင်ငံအားလုံးကိုဟောတာလို့ဒီများနော်ဆန်းစားမှုတွေရှိတယ်ညအောင်ကိုကျွန်တော်ရှာအမြဲပဲဖော်ပြတာကျွန်တော်အတိုင်းနာလုံးအေးလို့တတ်မှတ်ပြီးတော့မှကျွန်တော်ဆောင်ရွက်ခဲ့တဲ့လင်းဝန်လုပ်ငန်းကိစ္စတွေပေါ့နော်။ကလဖအခွင့်ရှားပြည်နယ်လူမျိုးပေါင်းစုံပြည်သူ့မျိုးရောင်ရဲ့အခွင့်အနေနဲ့ကျင်းမကျင်းပါတဲ့ကိစ္စကိုကျွန်တော်အနေနဲ့ဟိုသူတို့စိတ်တက်ကိုကျွန်တော်နှစ်တက်တယ် အားပေးအမြောက်ရှိတယ်ကျွန်တော်စိတ်တက်နဲ့သူတို့စိတ်တက်ကဒန်းသူညီမြဖြစ်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဘရစ်တစ်စနစ်စနစ်တော်လိုင်းကြီးကိုတက်ရောက်လာတဲ့လက်နက်ကန်အဖွဲ့အစည်းတွေအကြားညီညီညွတ်ညွတ်ရှိကြတဲ့အတွက်လဲဂွေဝမ်းမြောက်မိတယ်လို့ဝါအထူးဒေသနဲ့တောင်ကြီးရုံးခန့်တောင်ဝန်ခံဥက္ကမောင်ဦးက RFA ကိုပြောပါတယ်63နှစ်မြောက်ပေါ့ဒီဒီတော်လိုင်းကြီးအထင်းမှဖွဲ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီဆလာလာဖာနောင်တော်ဖွဲ့ရနေပြီးတော့ချီးမှုချက်ပါပြီးတယ်ဆိုတော့63ချိန်မြောက်လည်းဖြစ်သွားပြီ အဲ့ဒီလိုကြက်ပါချင်းအဖြစ်ဟွာနေတိုင်းအဖွဲ့စည်းတွေကိုအားလုံးပေါ့လေစူးစူးစည်းစည်းဘာရောတွေးဆနေလို့ဒီစနီရဲ့တော်လိုင်းကြီးခဲ့တဲ့ကိစ္စတွေကိုအောင်မြင်ခဲ့တဲ့အထိတ်အမှတ်နေနဲ့ဒီခန်းသားကိုကြက်ပါရတဲ့လို့အားလုံးကျွန်တော်တို့ဂုဏ်ယူရဝမ်းမြောက်တယ်အဲအားလုံးအဖွဲ့စည်းတွေကညီညွတ်မြို့စီယုံရှိတဲ့အတွက်လည်းဂုဏ်ယူရဝမ်းမြောက်တယ်ဆိုတဲ့အကြောင်းပြောလို့ပါ အဲ့ဒီ63နှစ်မြောက်ရှမ်းပြည်ပြည်သူလစ်စနစ်စန့်ကျင်တော်လိုင်းရေးနေအလူထုအစည်းအဝေးပွဲမှာကချင်နဲ့ရှမ်းပြည်နယ်တို့မှာဖြစ်ပွားနေတဲ့ပြည်တွင်းဆင်ချက်ချင်းရက်စဲပြီးရင်းချမ်းရင်းတိဆောက်ရန်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန်လက်ဗရောင်းတောင်နဲ့ရဟန်းတန်ကများကိုအကြမ်းဖက်နေနေခဲ့မှုကိုကန့်ကွက်ရှုတ်ချပြီးတောင်ရရှိသူများကိုဖော်ထုတ်ရေးယူရန်ပါဝင်အချက်ခွန်းချက်ကိုထုတ်ပြန်ကြေညာခဲ့ပါတယ်1969ခုနှစ်မှာစတင်တည်ထောင်ခဲ့တဲ့ရှမ်းပြည်လူမျိုးပေါင်းစုံပြည်သူ့လက်မြောက်ရေးအဖွဲ့ရလာလဖဟာ1994ခုနှစ်မှာစစ်အစိုးရနဲ့ပြည့်ခတ်ရက်ဆင်းခဲ့ပါတယ်2009ခုနှစ်မှာ ဗိုလ်သူတွေအဖွဲ့ပြန်လည်လက်လက်ကင်တော်လှန်ခဲ့ပြီးဥခွင့်ချင်းမောင်အဖွဲ့တရားဝင်လက်လက်ချခဲ့ပါတယ်။လက်ကြံရလာလာဖအဖွဲ့ဖြစ်တဲ့ဥခွင့်စင်ရွှေလက်လက်ကင်တံများကိုတော့အစိုးရကအတင်းကျပ်ပြပဖြစ်သိမ်းခဲ့တယ်လို့သိရပါတယ်။